င်္ဂလာပါခင်ဗျာစက်တင်ဘာလ29ရက်နေ့အတွက်ရှီရန်ကုန်ရဲ့သီမတ်ဖွံ့ရာသတင်းကမ္ဘာအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TikTok ရဲ့ American လုပ်ငန်းရောင်းရန် Trend လက်မှတ်ထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒေါ်လာ14ဘီလီယံတန်ဖိုးရှိတဲ့ TikTok ရဲ့ American လုပ်ငန်းများအား American ယင်းနှိမ့်နှံ့သူများထံရောင်းချရန်အစီအစဉ်ဆက်လက်ဆောင်ရွက်ရန်အမှုဆောင်အမိန့်တစ်ခုကိုစက်တင်ဘာလ25ရက်နေ့မှာသမ္မတထွန်းကလက်မှတ်ထိုးလိုက်ကြောင်း Writer သတင်းကဖော်ပြပါတယ်ရင်းမိတ်ကိုတရုတ်ပိုင် TikTok ရဲ့ American လုပ်ငန်းများရောင်းချရန် ကမ္ဘာလုံးဆိုင်ရာယင်းနှိမ့်မြုံနှံသူများ၏အမျိုးသားလုံခြုံရေးဆိုင်ရာချက်လက်များကိုကိုင်းထွယ်ဖြေရှင်းရန်အစီအစဉ်လဲပါဝင်တော်냐လဲအသေးစိတ်ဖော်ပြထားခြင်းမရှိသေးကြောင်းသိရပါဗျ။သဘောတူညီချက်များအရတစ်တော်၏ American လုပ်ငန်း Dell Technologies တည်ထောင်သူဥက္ကဋ္ဌ CEO ဖြစ်သူနဲ့ပိုင်ရှင် First Crop သတင်းစာထုတ်ဝေသူ New Crops ၏ဂုဏ်သူဆောင်ဥက္ကဋ္ဌစတဲ့ကမ္ဘာအဆင့်ယင်းနှိမ့်မြုံနှံသူ၄၅ဦးကရှယ်ယာပါဝင်နိုင်ကြောင်းသတင်းကဆိုပါတယ်။ American မှာတစ်တော်အသုံးပြုသူ တန်း190ကန်ရှိပြီးထရန့်ကိုတိုင်လည်း TikTok အကောင့်ရှိက follower 15တန်းရှိကြောင်းအိမီရောဟာပြီးခဲ့တဲ့လကတရားဝင် TikTok အကောင့်ကိုစတင်ခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ဖိလစ်ပိုင်မှာအပူပိုင်းမှုန်တိုင်းထပ်မံတိုက်ခိုက်လို့လူ3ယောက်သေပြီး4သိန်းကျော်ဘေးလွယာရွှေ့ဆိုတဲ့သတင်းများဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံမှာအင်အားဖြင့်တိုက်ဖုန်းမှုန်တိုင်းရာဂါစာတိုက်ခိုက်ပြီးနောက်ရပ်ပိုင်းအကြမ်းမှာစက်တင်ဘာလ26ရက်နေ့မှာနောက်ထပ်အင်အားဖြင့်အပူပိုင်းမှုန်တိုင်း ဘူလိုင်းကြောင့်လူထောင်ပေါင်းများစွာဘေးလွရသို့ရွှေ့ပြောင်းခဲ့ရပြီးအ ਨੇ စုံလူသုံးယောက်သေဆုံးခဲ့ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်အနောက်မြောက်ဘက်သို့တနအီကီလို130မိုင်နှုန်းနဲ့တိုက်ခိုက်နေတဲ့အပူပိုင်းမုန်တိုင်းဘူလိုင်းကြောင့်နိုင်ရန်ပြိုတစ်ပင်တွေကျိုးချကာလူ3ယောက်သေဆုံးခဲ့ကြောင်းလူစုံတောင်ပိုင်းကဘီကိုလ်ဒေတာမှာအရက်ဖက်ကကွယ်ရေးတာဝန်ရှိသူတွေကပြောပြကြောင်းသိရပါတယ်။လက်ရှိအချိန်ထိလူပေါင်း၄သိန်းခန့်ကိုပေးလို့ရရွှေ့ပြောင်းခဲ့ရကြောင်းနဲ့အရက်ဖက်ကကွယ်ရေးတာဝန်ရှိသူတွေကပြောပါတယ်။ဖိလစ်ပိုင်လေပိုင်းရှိဘီဆာရက်ကျွန်းမှာကစားလောက်အထိရေရှမ်းနေတဲ့လမ်းမတွေပေါ်မှာ သွာလာဖို့အတွက်ဒေသခံတွေကလှေတွေကိုအသုံးပြုနေရတယ်လို့လည်းဆိုပါတယ်ဖိလစ်ပိုင်နိုင်ငံဟာနှင်းစင်ဖြန့်မြမှုန်တိုင်းနဲ့တိုက်ဖုန်းမှုန်တိုင်း20ခန့်ဝင်ရောက်တိုက်ခိုက်လေရှိပြီးလူသားပေါင်းများစွာဟာသဘာဝဘေးကိုခံစားနေရပါတယ်ရာသီဥတုပြောင်းလဲမှုကြောင့်ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှမှုန်တိုင်းတွေကလည်းပုံမအားကောင်းလာသလိုသဘာဝဘေးတွေကလည်းပုံမမြင့်တက်လာကြောင်းသိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘက်ထရီဆက်ယုံမီလောင်မှုအတွက်ကုမ္ပဏီ CEO ကို2015နှစ်ချမှတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်2024ခုနှစ်ကတောင်ကိုရီးယားနိုင်ငံ လီသီယမ်ဘက်ထရီစက်ရုံတရုံမီလောင်မှုဖြစ်ပွားပြီးဝင်တဲ့20ကျော်သေဆုံးခဲ့မှုအတွက်ကုမ္ပဏီ CEO ကိုစက်တင်ဘာလ23ရက်နေ့မှာထောင်ဒဏ်15နှစ်ချမှတ်ကြောင်းသိရပါတယ်။ SF Battery ကုမ္ပဏီကဝန်ထမ်းများပေးကင်းရတဲ့အကျိုးမြတ်ကိုသာဦးစားပေးတယ်လို့စူဝိုင်ခရိုင်တရားရုံးကပြောကြားခဲ့ပြီးနောက်ကုမ္ပဏီ CEO OPAP ဆွန်ကွန်ကို2015နှစ်ချလိုက်ခြင်းဖြစ်ပါတယ်။2024ခုနှစ်ဇွန်မှာဖြစ်ပွားခဲ့တဲ့ LCL စက်ရုံမီလောင်မှုအတွင်းလူ23ဦးသေဆုံးခဲ့ပြီးအများစုကတရုတ်နိုင်ငံသားများဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံထဲမှာနှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးဆက်မှုလုပ်ငန်းဆိုင်ရာဖြစ်ရဲ့ဆိုးများတဲ့မှတစ်ခုဖြစ်ပါတယ်။ပေါ်စွမ်းကွန်အပြင်ကုမ္ပဏီ GM တာဝန်ကိုယူထားတဲ့တားဖြစ်သူကလည်း2015နှစ်နဲ့တန်ငွေ1တသိန်းချမှတ်လိုက်ကြောင်းသတင်းများကဖော်ပြပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်ဒိုနီးရှားနိုင်ငံမှာကလေးတထောင်ကျော်အစာအဆိပ်သင့်မှုဖြစ်ပွားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဘာပြည်နယ်မှာယခုသတင်းပတ်အတွင်းကြောင်းတွင်အခမဲ့ကျွေးတဲ့နေလယ်သားကိုစားသုံးမိတဲ့နောက်ကလေးပေါင်းတထောင်ကျော်ဟာအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့အာနာပိုင်များကပြောကြားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာတမရဘရာဘိုဝူဆူယန်တိုရဲ့နေ့လယ်စာအခမဲ့ကြွေးအစီအစဉ်မှာနောက်ဆုံးအကြိမ်ဖြစ်ပွားတဲ့အစာစိတ်သိမ့်မှုကြီးတစ်ခုဖြစ်ပါတယ်။အနောက်ဂျာဘာပြည်နယ်နေရာလေးနေရာမှာရှိတဲ့ကလေးတွေအစုလိုက်အစာသိမ့်မှုဖြစ်ပွားခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးဒီဒီမူရာရီကစက်တင်ဘာလ25ရက်နေ့မှာပြောကြားခဲ့ပြီးအစိုးရမှုတဲ့အဖွဲ့အစည်းများကဂျမားရေးဆိုင်ရာစိုးရိမ်မှုများကြောင့်အဲ့ဒီအစီအစဉ်ကိုဆိုင်းငံ့ထားရန်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်မှာကလေးတန်း20ကျော်ကိုနေ့လယ်စာအစီအစဉ်ထောက်ပံ့ပေးနေပြီး နှစ်ကုန်မတိုင်မီခလေးပေါင်း83သန်းကိုကျွေးမွေးထောက်ပံ့နိုင်ရန်စီစဉ်ထားတဲ့စီမံကိန်းဖြစ်ကြောင်းသိရပါတယ်။အဲဒီစီမံကိန်းက Ruby 183 trillion ဒေါ်လာ10.2 billion budget ကိုလာမယ့်နှစ်မှာနှစ်ဆတိုးပွားရန်စီစဉ်ထားကြောင်းလည်းသိရပါတယ်ခင်ဗျာ။